တရားတော်ကိုရှုမှတ်ပွားများအားထုတ်ဖို့ကိုစီကိုစီကိုစိတ်တန်ကြစတင်ပြီးတော့ပြုပြင်လိုက်ကြပါတရားအားထုတ်တော်မူဆိုရင်တင်ပလင်ကိုထိုင်ကြုံကြုံထိုင် အထိုင်တန်ရာထိုင်ရမည်မိမိတို့တရားထိုင်တဲ့နေရာမှာတင်မလင်ွေအထိုင်တန်တဲ့ပုဂ္ဂိုလ်တင်မလင်ွေထိုင်မှာကျုံကျုံအထိုင်တန်တဲ့ပုဂ္ဂိုလ်ကျုံကျုံထိုင်နိုင်ပါတယ်ထိုင်တဲ့အခါမှာတော့တက်တောင်တက်တာကြာရှိထိုင်နေအောင် အောက်ကအခုခံဒီကကိုယ့်ကိုဒုက္ခပေးသလား ကိုဝိထားဆရတဲ့ဝိစားကပဲတင်းဆွဲထားသလိုတုံ ဆွဲထားသလိုအနေထိုင်ခတ်သလားစိတ်တန်းကြကြိုတင်းပြီးတော့ပြုပြင်ပေးကြပါပြုပြင်ပြီးပြီဆိုရင်တော့ခါကိုဖြောင်းပါခေါင်းတဲ့ပါရှေ့မှာကြည်ဟန်ထိုင်ရမည် ိုယ်ထပ်ပိုင်းခါကိုလည်းတက်တယ်လေးဖြစ်အောင်သတိထားပါခါကြီးကကိုယ်နေမဲ့တစ်ဖက်တစ်ချက်ကိုစောင့်နေရင်အယိုးစစ်တွေကပုံမှန်တိုင်းမရှိလို့အံလွဲနေရင်ခဏအတွင်းမှာနာကျင်နေဆက်မှုကပြင်းထန်စွာပေါ်လာတော့ကိုယ်ကြိုးစားနေတဲ့တရားအသည့်ကို ကောင်းစွာရှုမှတ်ဖို့သင်ပေးတဲ့အတိုင်းဉာဏ်ရောက်ဖို့မလွယ်တဲ့အတွေ့ ိုထပ်ပိုင်းလေးကိုသတိထားကြ။ဥကောင်းကိုလည်းတက်တက်လေးဖြစ်အောင်သတိထားပါ။ဥကောင်းကရှေ့ကိုငိုက်နေမယ်။ဘေးတစ်ဖက်တစ်ချက်ကိုစောင့်နေရင်လည်းတွေးပြန်ကြောတွေးလို့ကြောကိုဖိထားသလိုဖြစ်တဲ့အတွက်ငိုက်မိခြင်း ဆိုတဲ့ထိနာမိတ်တာက အလွယ်လေးနဲ့ဝင်လာပြန်ရင်လည်းပဲ ို့ညာအချီကိုထိနာမိတ်တာအရင်မဲကြီးကဖုံးဝသွားတဲ့အတွက်သင်ပေးတဲ့ယုံနာအရှိကိုမှန်ကန်စွာသိအောင်မြင်အောင်ကြည့်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့ဥကောင်းထက်ပိုင်းကိုလည်းတက်တယ်လေးဖြစ်အောင်သတိထားပါ။လက်နေထားလေးကဘယ်ဘက်လဝအောက်ကထားညာဘက်လဝပေါ်ကတင်းလက်မထိတ်လေးဖြည့်ဖြည့်ချင်းထိပါ။ ဇက်လေးတွေကိုလည်းပိတ်ထားပါ မျက်လုံးလေးကိုလည်းပိတ်ထားပါစတင်ပြီးတော့လေးစုသွင်းလေးစုထုတ်လုတ်တဲ့အပိုင်းလေးကိုတတိထားပါမိမိတို့လေကိုရှုသွင်းလိုက်တဲ့လေကိုရှုထုတ်လိုက်တဲ့နှာခေါင်းနှာသီးထိတ်လေးအာယုံညွတ်တော့ရှုသွင်းခိုင်းမှာဒုသဘော ေသဘောရှုထုတ်ခိုင်မှာဒုသဘောနှွေသဘောဒီသဘောလေးကောင်းစွာပေါ်မှာပါအဲ့ဒီပေါ်တာလေးကိုပဲအာယုံစိုက်ပြီးတတိထလို့ကြည်ပါတို့ရင်တို့မှန်သည့်အေးရင်အေးမှန်သည့်နှွေရင်နှွေမှန်သည့်ပါ ဒိုးဒာအေးဒာနွေးဒာကနှာခေါင်းနာသည့်ထိတ်လေးမှပြတယ်လို့ဒီဒိုးဒာလေးကိုအောင်ညွတ်သိတဲ့စိတ်ကမနှောမပေါ်လိမ့်မယ်။အာရယဝတုရင်ကြိုက်မှပြလိမ့်မယ်။အေးဒာနွေးဒာလေးကိုလည်းပဲပေါ်တိုင်းပေါ်တိုင်းသိနေတဲ့အသည့်လေးကမနှောကထိုင်းပြီးတော့သိမှာပါ။တည်တဲ့အလုပ်ကိုလည်းစိတ်ကလှုပ်လိမ့်မယ်တိုးတာအေးတာနှွေးတာရဲ့ဖောက်ပြန်မှုလို့ကိုယုတ်ကလှုပ်လိမ့်မယ် သူ့လုံနဲ့သူ့လုံထာလေးကိုစောင့်ကြည့်တဲ့အလို့ဟာဝိပဿနာပဲဖြစ်ပါတယ်။မိမိတို့ရဲ့တန်ရာတန်ရာအာထုံမှုကနှကောင်းနာသီးမှာတင်ပြလို့နှကောင်းနာသီးမှာအလေးချင်းမရှိတဲ့ပုဂ္ဂိုလ်ဝမ်းပိုက်မှာအလေးချင်းရှိတဲ့ပုဂ္ဂိုလ်ကဝမ်းပိုက်မှာလုံနိုင်ပါတယ်။ယင်ကျင့်ချက်မှာအလေးချင်းရှိတဲ့ပုဂ္ဂိုလ်ကလည်းယင်ကျင့်ချက်မှာအာယုံဆိုင်နိုင်ပါတယ်။ငယ်ရိတ်မှာအလေးချင်းရှိတဲ့ပုဂ္ဂိုလ်ငယ်ရိတ်မှာအာယုံဆိုင်နိုင်ပါတယ်။ အရေးကြီးတာက နေရာကအရေးမကြီးပါဘူးသိเสียသိဖို့သာလင်ပရဏပါကြိုက်တဲ့နေရာမှာအာယုံယူလို့ရတယ်ဒါကကိုယ့်ရဲ့အလေးအကျင့်တမာတိထူတော်မူအပိုင်းမှာကိုယ်တန်ရာတန်ရာကိုအာယုံယူပါဒီမှာရောက်လို့နှာခေါင်းနာတိဝါလေးပြေလို့ဒီမှာတင်လောက်ရမယ်မဟုတ်ပါဘူးကိုယ့်ရဲ့အာယုံပြုတဲ့အလေးအကျင့်ရတဲ့နေရာမှာဆက်လဲပြီးတော့နှလုံးသွင်းနိုင်ပါတယ် ိစရာရှိတာကိုတော့ဒါကယုတ်တရားဒါကနန္တရားခွဲခြားပြတဲ့အခါမှာအဲ့ဒါကိုတော့သိအောင်ကြည့်ဖို့ဒါလည်းလူရင်းပရဏပါ၎င်းနာတိမှာပေးထားတဲ့အခိုက်အတန့်မှာလေရှုသွင်းတယ်တိုးသွားတာအေးသွားတာလေရှုထုတ်တယ်တိုးသွားတာနှွေးသွားတာဒါဖောက်ပြန်တဲ့ယုတ်တရားအဲ့ဒါလေးကိုအာယုံဆက်ဆက်ပြီးတော့အတိကတိနေတာကနန္တရားစိတ်ကတိတာဒါကယုတ်ဒါကနန်းလို့ ပိုင်းခြားပြလိုက်တဲ့အတွက်ကြောင့်မလို့နှာခေါင်းနာသီးမှာထင်ရှားရပေါ်ရယုံနံကို ရှုရမယ်လို့တစ်ချက်သိသွားပြီဒါလိုပဲဝမ်ပိုက်မှာကြည့်တဲ့ပုံကိုလည်းလေးစုသွင်းလိုက်တဲ့ဝမ်ပိုက်ဖောင်းသွားတယ်လေးစုထုတ်လိုက်တဲ့ဝမ်ပိုက်ပိန်သွားတယ်ဖောင်းမှုပိန်မှုဆိုတာကပရဏမုတ်သေးဘူးဝမ်ပိုက်လေးဖောင်းသွားတဲ့အခါမှာဝမ်ကြောလေးတင်းသွားတာဝမ်ပိုက်လေးပိန်သွားတဲ့အခါမှာဝမ်ကြောလေးညော့သွားတာ တင်းသဘောယော့သဘောလေးကဖောက်ပြန်တဲ့ယုတ်တရားတင်းနာယော့တာလေးကိုသိနေတဲ့စိတ်ကအနန္တရားဒါလည်းယုံနာကိုပိုင်းခြားပြတာဒီယုတ်ဒီနံလေးပေါ်မှာထင်ရှားရကိုကြည့်တတ်ရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲငယ်ရိတ်လေးမှကြည့်တော့လေငယ်ရိတ်ကနေရပါတကယ်တမ်းကလှုပ်နေလှုပ်နေတာလေးကိုကြည့်ခိုင်းတာပါလှုပ်နေတာက ဖောက်ပြန်တဲ့ယုတ်တရားဒါလေးကိုအအောင်ညှို့သိနေတာကနန်းဆိုတော့ယုံနံလေးရှုကံပေါ်ပြန်ပြီး ထင်ရှားတာကိုနှလုံးသွင်းလိုက်ရင်ငယ်ရေးရှိငယ်ရေးရှူရင်းနဲ့လည်းတရားမြင်မှာပါပဲရင်ကြိုင်မှာကြည့်ပြန်တော့လေရင်ကြိုင်လေးမှာ နေရာအဖြစ်ပေးထားပြင်နဲ့တကယ်သိရမှာကတုံသဘော ခုံသဘောလေးပါငယ်ရေးပေးတော့ကနေရာကိုပေးခဲ့ပြင်နဲ့လှုပ်တာကိုကြည့်သလိုရင်ကြိုင်ကိုပေးတော့လေပဲရင်ကြိုင်ကြီးကြည့်တာမဟုတ်ဘူးတုံနာခုံနာလေးကိုကြည့်တာ တုံသဘောခုံသဘောလေးတည်ပင်ဖောက်ပြန်တဲ့ယုတ်တရားဒါကိုသိတာကနန်းဆိုတော့ယုံနံရှုကံလေးပေါ်သွားပြန်ပြီအဲ့ဒီသဘောလေးကိုကိုကသိမြင်အောင်ကြိုက်တဲ့နေရာမှာအလေးချင်လုပ်ပါဒီယုံနံလေးတွေကတစ်ခုပြီးတစ်ခုပြနေတာဒီစိုင်းပုတ်မတူပင်နေတကယ်သိရမယ့်အတိကနှာခေါင်းနာတိတုံးကလည်းတိုးတာအေးတာတွေးတာဒီဖောက်ပြန်တဲ့ယုံ ငယ်ရိတ်မှာကြည့်တော့လဲလှုပ်နေတာကဖောက်ပြန်တဲ့ယုံရင်ကြိုက်မှာကြည့်တော့လဲပဲတုံနာခုံနာကဖောက်ပြန်တဲ့ယုံဝမ်းပိုက်မှာကြည့်တော့လဲတင်းနာရော့တာကဖောက်ပြန်တဲ့ယုံဆိုတော့တူညီတဲ့သဘောလေးကဖောက်ပြန်တဲ့သဘောလေးကိုညံရောက်သွားရင်ထူသွားပါပြီတက်ဆင့်တက်လိုက်ပါနှာခေါင်းနာသီးမှာကြည့်တော့ကလဲတူတာအေးတာနှွေးတာလေးသည် နေရာဌာနအဖြစ်နှာခေါင်းနာသီးထိတ် တကယ်စိုက်ကြည့်လိုက်တော့သူ့သဘောလေးကဖြစ်ပြီးရင်ပြတ်သွားတယ်။မမြဲတဲ့သဘောလေးကို ပြနေတာကို မြင်အောင်ကြည့်ခိုင်းပါတယ်။ငယ်တိတ်မှလှုပ်နေတာလေးကိုကြည့်တော့လေတုပ်ပြီးတုပ်ကပြတ်နေတာဒါကိုမြင်အောင်ကြည့်ကြပါပဲ။ရင်ချိုင်းကိုကြည့်တော့လေတုံနာခုံနာလေးကတုံပြီးတုံတခုံပြီးတခုံပြနေတာကိုမြင်အောင်ကြည့်ရတာပါ။ဝမ်းပိုက်မှာကြည့်တော့လေတင်းနာရော့တာကတတင်းပြီးတတင်းပေါ်လိုက်ပြောက်လိုက်တယောပြီးတယောပေါ်လိုက်ပြောက်လိုက် ဖြစ်နေပြက်နေတဲ့မမြဲတဲ့အိဆာလေးဟာခန္ဓာတကူလုံးမှာပြက်နေတာဖြစ်လို့ဘယ်နေရာကြည့်ကြည့်မြင်ရင်ဒါဝိပဿနာဉာဏ်အရာမှာကိစ္စပြီးပါတယ်။ယနေ့တော်ဆင်းများနေရာဌာနကအတိကမဟုတ်ပါဘူး။တကယ်သိရမယ့်တရားကိုသိရင်ကိုပဲကိစ္စပြီးပါပြီ။အာယုံတစ်ပါးစိတ်မများပဲနဲ့調査ပြီးတော့ကိုသိရမယ့်အတိလေးပေါ်မှာနှလုံးသွင်းဆင်ခြင်လိုက်ရင်ယနေ့တရားဟာရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ အာယုံတပါစိတ်မမြပါစေနဲ့ကြိုးစားပြီးတော့နှလုံးသွင်းပါတိုးတာလေးပဲជីជីအေးတာလေးပဲជីជីနှွေးတာလေးပဲជីជីတင်းတာရော့တာပဲជីជីတုံနာခုံနာပဲជីជីလှုပ်နေတာပဲជីជីကြိုက်တာကိုကြည့်ပါတိစရာရှိတာကိုသိရင်ကိုပဲအရှိနဲ့အတီကြိုက်နေပါပြီအဲ့ဒီအရှိနဲ့အတီလေးကြိုက်သွားပြီဆိုရင်ကိုပဲတန်ဖို့ရှိတာက ကိုသိတဲ့တရားလေးဟာတခုပြီးတခုပေါ်လိုက်ပြောင်းလိုက်ဖြစ်လိုက်ပြက်လိုက် အစားထုတ်လိုက်နေပြနေတဲ့တရားအမြင်ဉာဏ်အောက်မှာမြင်ရရင်ကိုပဲယောဂီကိုလောက်ရမယ်အလုတ်နိဗ္ဗာန်ရောက်တည်တန်အောင်လမ်းပွင့်သွားလိမ့်မယ်အရေးကြီးတာကတရားအမြင်ကိုညာရောက်တဲ့အသည့်လေးရှင်းရှင်းလင်းသိမြင်ဖို့သာလေအရေးကြီးတာပါဒါကမှမသိမမြင်ဘူးဆိုရင်တော့ကိုဘလောက်ပဲ ိဗ္ဗာန်ကိုလိုချင်လိုချင်ဘယ်တော့မှမရဘူးဆိုတာကိုတော့မမေ့ပါနဲ့ဒီသဘောတရားလေးတွေကိုပြည့်ညတ်တဲ့ပရမတ်ခွဲမယ်ဆိုရင်တမထရဲ့အာယုံပြုဟာကပြည့်ညတ်ဝိပဿနာရဲ့အာယုံပြုဟာပရမတ်နှာခေါင်းနာသီးဆိုတဲ့အထည်ကြီးကပြည့်ညတ်တိုးတာအေးတာနှွေးတာလေးကပရမတ်ငရေကြီးကပြညာလှုပ်နေတာလေးကပရမတ် ရင်ချိုင်ကြီးကပညာတုံနေခုံနေတဲ့သဘောလေးကပရမတ်ဝမ်းပိုက်ကြီးကပညာတင်းနာရောတာလေးကပရမတ်အဲ့ဒါလို့ခွဲခွဲပြလိုက်တော့ဩပညာဆိုတာအကောင့်ထဲပုံတံကြီးနေပါလားတကယ်တမ်းကြည့်ရမှာကပရမတ်ကို ကြည့်ရမှာပါလားဆိုတော့တိုးတာအေးတာနှွေးတာလှုပ်တာ တုံနာခုံနာ တင်းနာရောတာလို့စိုင်းပုတ်တွေကမတူပြန်ဘူး ဆိုင်ဖို့မတူလို့တရားကွဲလားတရားလွဲလားဆိုတော့မကွဲမလွဲပါဘူးတရားကအထူးတူပါပဲဖောက်ပြန်တဲ့သဘောလေးကိုညံရောက်ရင် တူသွားပြီတိတဲ့သဘောလေးကိုညံရောက်ရင်တူသွားပြီအဲ့ဒီအတူလေးကိုကိုကမြင်အောင်ကြည့်ဖို့ကသဘောပေါက်ဖို့ပါပဲသဘောမပေါက်ရင်နေရာတွေနောက်ကို လိုက်ပြီးတော့ဟိုတရားကတစ်မျိုးဒီတရားကတစ်မျိုးလို့ထင်တတ်ပါတယ် အမည်ဆိုင်ပုတ်တွေနောက်လိုက်ရင်လည်းပဲမတူဘူးလို့ထင်တတ်ပါတယ်။အော်နေရဆိုတာကတတ်မှတ်ပေးတာပဲ။တကယ်တမ်းမြင်အောင်ကြည့်ရမှာကသဘောတရားပါလား။ဒီသဘောတရားလေးကိုမြင်ရင်ကိုပဲကိုသိရမယ်အသိဟာ အရှိပေါ်မှာညောက်တာပဲ။ဒါလေးကိုဆရာသမားတိုင်းဆရာသမားတိုင်းကသင်ပေးတာ။နားလည်မှုတွေလွဲပြီးတော့နေရဌာနတင်ပြီးဘယ်တရားကောင်းနဲ့ဘယ်တရားကောင်းနဲ့ညင်းနေတာဟာအလွဲကြီးလွဲနေပါလား။ အမှန်ကိုမသိတာကိုဖော်ပြတာနဲ့တူလိုက်ချာတို့တွေတရားညင်းနေဆိုတာမသိသေးလို့ပဲအခုတော့ဘယ်နေရာကြည်ကြည်တစ်ခုလုံးတစ်ကောင်လုံးမှပြတာက ဖောက်ပြန်တဲ့ယုတ်တရားနဲ့သိတဲ့နန္တရားဒီနှစ်ခုပဲရှိပါလားထင်ရှားတာလေးအာယုံဆက်ရင်ကိုလိုရင်းကိစ္စပြီးပြီအဲ့ဒီသဘောလေးကိုသိဖို့အတွက်ကကိုယ်စိတ်အာယုံညွတ်တဲ့အပိုင်းချမှာ အလေးအကျင့်တန်တဲ့နေရာကိုအာရုံပြုနိုင်ပါတယ်။ဘယ်နေရာလို့ပြပြင်းနေဒီနေရာမှာမကိုကမရရင်ကြံတဲ့ခြိုက်တဲ့နေရာကိုယူလို့ရတယ်။ဒီတရားလေးတွေဟာတစ်ခုပြီးတစ်ခု ပြောနေတဲ့တရားတွေပြနေတဲ့တရားတွေဟာတပါးတခြားမှာမဟုတ်ဘူးခန္ဓာမှာပဲရှိတာပါ။အဲဒီခန္ဓာရှိတဲ့တရားကို သင်ပြီးတဲ့ခိုက်တံမှာညံရောက်အောင်သာကြည်စမ်းပါ။အာယုံတပါးစိတ်မြပါစေနဲ့။ ယနေ့သတော်စင်များကိုသိရမယ်အတ္တိတရားကိုပိုင်ပိုင်မိမိနဲ့ဉာဏ်ရှင်းစွာမြင်ရအောင်အထေပုံတရံနဲ့တွေ့နေရတာပြဉ္ဉံလုံးရတန်တန်ပုံဟံနမိတ်ကြီးနဲ့တွေ့ရတာပြဉ္ဉံအကောင်ထယ်ရင်းနဲ့ရှိနေတာပြဉ္ဉံတို့ပြ၊ကြိမ်ပြ၊ထိပြလို့ရတာပြဉ္ဉံ မျက်လုံးနဲ့ကြည့်လို့မြင်တာဒီပြညတ်ပါအဲ့ဒီပြညတ်ပုံမှာပုံတရံအထည်ပြောက်ပြီးကင်လို့တွေ့လို့မရမျက်လုံးနဲ့မြင်လို့မရတဲ့သဘောတရားလေးတွေကိုသာပြလာတိုင်းပြလာတိုင်းကို အလုံးမပေးပဲကြည့်နိုင်ရင်ပရမတ်ကိုညံ့ရောက်မှာပါအဲ့ဒီပရမတ်ပုံမှာညံ့ရောက်တယ်လို့ပြောပင်နေတိုးမှုအေးမှုနှွေးမှုကိုတိုးတယ်တိုးတယ်အေးတယ်အေးတယ်နဲ့သိနေရင်လှုပ်မှုလေးကိုလှုပ်တယ်လှုပ်တယ်လို့ဆိုနေရင် တင်းနာရော့တာလေးကိုတင်းနေတင်းနေရော့တယ်ရော့တယ်လို့နောက်ကစိတ်ကတွတ်တွတ်တွတ်နဲ့စကားပြောသလိုလုပ်နေရင်အဲ့ဒီအတိတ်တွေဟာအလွန်ကို ဝေးပါသေးတယ်။ဒုဗလဝိပဿနာဆိုတဲ့အတိုင်းအာနေလွန်ပါသေးတယ်။ကိုယ်တန်တမ်းမှာ ထင်ရှားရှိတဲ့တရားအပေါ်မှာအမြင်ဉာဏ်ကိမ့်ပြီးတော့တတိပဋ္ဌာန်တသက်နဲ့သွားတာမျိုးမဖြစ်စေပဲတတိပဋ္ဌာန်ဘာဝနာကိုတလန်းနိုင်ဖို့ အရှိတရားပေါ်မှာညင်ရောက်အောင်ကြည်တတ်ဖို့ပါပဲတကယ်သဘောလေးကိုသိပြီးဆိုရင်နှာခေါင်းနာသီးလေးမှာစိုက်နေတဲ့ပုဂ္ဂိုလ်ကတိုးတာလေးကိုကြည့်တိုးတာလေးကို သိလိုက်တဲ့ခဏမှာတိုးတာနဲ့သိတာတစ်ချက်တည်းကြတာနဲ့နှာခေါင်းနဲ့မတွေ့ရဘူးလုံရတုံတဲ့ပုံဟန်နမိတ်လည်းမမြင်ရပါဘူးဒီနေရာလေးပေါ်ပြီးဒီနေရာပြောက်တာကိုတော့စဉ်းစဉ်းလင်းလင်းတွေ့ဖို့ကသေချာပါသေးရင်ချင်းမှကြည့်တဲ့ပုဂ္ဂိုလ်လည်းတုံသဘောခုံသဘောလေးကိုကြည့်တယ် ုံနာခုံနာလေးပေါ်တိုင်းအတိကထက်ခနဲ့ထက်ခနဲ့လိုက်အဲရှိနဲ့အတိကိုက်နေပြီဆိုရင်ယင်ကြိုက်မတွေ့ရတော့ဘူးသဘောတရားလေးပေါ်မှာအတိလေးကပ်ပြီးတော့ချစ်တတ်တဲ့အမြင်လေးဟာကိုလိုချင်တဲ့ပန်းတိုင်ကိုအရောက်တလန်းဖို့လမ်းဖွင့်လိုက်တာပဲငယ်လေးကိုကြည့်တဲ့ပုဂ္ဂိုလ်လှုပ်နေတာလှုပ်ပြီးလှုပ်ပြနေတာလှုပ်တယ်လှုပ်တယ်ရွတ်เสียမလိုဘူးတိတာလေးနဲ့ကိုလှုပ်တာနဲ့တိတာလှုပ်တာနဲ့တိတာဒါလိုတစိမ့်မမှန်နဲ့ တက်ထက်တဲ့ကြောင့်တိလိုက်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တန်ခေါင်းမတွေ့တော့ဘူးငယ်တိမတွေ့တော့ဘူးတိစရာရှိတာနဲ့တိတာတိစရာအာယုံရဲ့တိတာဒါပဲသွားတော့လေဝမ်ပိုက်ကိုကြည့်နေတဲ့ပုဂ္ဂိုလ်လည်းပဲတင်းနာရောတာလေးကိုညံရောက်သွားလို့တင်းသဘောနဲ့တိတာရောသဘောနဲ့တိတာတစ်ထက်တဲ့ကြတဲ့အချိန်လေးတွေကိုသတိပြုကြည့်စမ်းမှဝမ်ပိုက်မတွေ့ရပါဘူးအဲ့ဒီအစီနဲ့အတိကြိုက်တဲ့အချိန်မှာ အမြင်ဉာဏ်အောက်မှာပဲပျောက်သွားပြတ်သွားတာကိုပါရှင်းလင်းတွေ့ရပါလိမ့်မယ်။ဒါကြောင့်မလို့တရားဆိုတာအဝေးကြီးလက်ရှာစရာလည်းမလိုဘူး။ဟိုလိုဒီလိုလဲဝိလက်ချုံမပြတာမဟုတ်ဘူး။ကိုကိုတိုင်းကမသိလို့ဝိလက်ချုံမဖြစ်နေတာပါ။တကယ်ရှိတဲ့တရားကိုတကယ်ဉာဏ်ရအောင်ကြည့်ရင်ဒီခန္ဓာထဲမှာရှိတဲ့တရားက အစီတိုင်းပြမှာပါပဲ။ကိုယ့်ဘက်ကရွတ်ဆိုခြင်းတွေတွေ့ဝေမှုတွေ တူလို့တူလို့ဒီနေရှုနေမယ်ဆိုရင်တော့အမြင်တတ်ဆင်မှုမရတဲ့အတွေ့သင်ပေးတဲ့အတိုင်းကို နားလည်ဖို့မလွယ်ပါဘူး။ဒါကြောင့်မလို့ယောဂီတွေကကိုယ်ကျိုးစားရမယ့်အပိုင်းလေးမှာတည်တည်ချာချာညံရအောင်လို့အရှိတရားပေါ်မှာတတိထားပြီးပြောပြသင်ပေးတဲ့အတိုင်းလေးကိုအခြေခံပိုင်းလေးပဲဖြစ်သေးတဲ့အတွက်ကြောင့်မလို့ဒီအခြေခံပိုင်းလေးမှာ ပြတဲ့တရားလေးကိုခန္ဓာထဲမှာဘယ်နေရာပြပြတသဘောတည်းပဲလို့နှလုံးသွင်းပြီးအော်ဖရာတွေအဆူဆူပွင့်ခဲ့ပါတယ်ခင်ငါဝါလူသဲစုမက ပွင့်ခဲ့ပါတယ်မရေမတွေ့နေအောင်မြားခဲ့ပါသည်ဖရာတွေအဆူဆူဟောခဲ့တဲ့တရားလေးကတော့ဤကောဓမောတခုတည်းသောတရားပဲဟောခဲ့ပါတယ်ဟိုဖရာကတမျိုးဒီဖရာကတမျိုးမဟောပါဘူး အခုလက်ဆရာသမားတွေကတယောက်နဲ့တယောက်တူးနဲ့တူးငယ်တွေပေးတာရင်ချိုင်းပေးတာနှာခေါင်းပေးတာဝမ်းပိုက်ပေးတာဟာနေရာလွဲတာနဲ့တရားမတူဘူးမထင်ပါနဲ့ဟောပြီးတဲ့တရားဖရာတွေဟောတာကအဆူဆူပွင့်ခဲ့ပြီနဲ့ဤကောတမောတခုတည်းကိုဟောတာကယုံနဲ့နာမည်ရှိတဲ့ခန္ဓာ၅ပါးပဲရှိတယ်ဒီယုတ်ဒီနံကို ကြည့်လိုက်ရင်အနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးတာလင်မူတည်ဟောခဲ့ပါလေအခုလည်းပဲငယ်တွေကြည့်လည်းပဲယုံနဲ့နာ နှာခေါင်းကြည့်လဲယုံနေအနံဝမ်းပိုက်ကြည့်လဲယုံနေအနံရင်ကျန်းကြည့်လဲယုံနေအနံဒီရုပ်ဒီနံနေတည်ပေါ်တဲ့နေရာမှာပျောက်ပြက်နေပါလားဆိုတာကိုသင်ပေးတာဖြစ်တဲ့အတွက်ဒီအမြင်ကိုရရင်အေကောတမော တခုတည်းသောတရားဟာတူသွားမှာ၄မယ်အေကာယနောမကောဆိုတဲ့အတိုင်းတကြောင်တည်းသောလမ်းကိုပဲဟောပါတယ်ဘယ်တရားကိုပဲကြည့်ကြည့်လမ်းကြောင်းကတခုတည်းပဲအဲ့ဒါကမက်ကင်လမ်းအခုလည်းနှာခေါင်းနာသီးလေးမှာစိုက်ပြီးကြည့်နေတယ် တိုးတာလေးအေးတာလေးနှွေးတာလေးပြတိုင်းပြတိုင်းကို သိတာက သမာတတိမကင်ဒီအာယုံလေးမလွတ်အောင်ချိုးစားနေတာကသမာဝိမမကင်ဒီအာယုံကိုမဆက်လက်ဆွဆွနဲ့တည်နေတာကသမာသမာတိမကင်အဲ့ဒီအာယုံလေးညံအောင်မှပျောက်လိုက်ပြက်လိုက်ပေါ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတာလေးကိုအမြင်ဉာဏ်ရှိရှိနဲ့တတိပြုလိုက်နိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမ်းမှာသမာဓိဋ္ဌိသမာသင်္ကပ္ပဆိုတဲ့ပညာမကင်နှစ်ပါးကိန်းသွားရင် အရှုညာငါးပါးတည်သွားတာပဲမက်ကင်လန်းကရှောက်ရင်းအမြင်မှန်ရတာပဲငယ်လေးကိုကြည့်တော့လေလှုပ်နေတာလေးကိုတုတ်ပြီးလှုပ်သိနေတာကတမတတိမက်ကင်လှုပ်နေတာလေးမလွတ်အောင်ကြိုးစားတာကတမဝမမက်ကင်လှုပ်နေတဲ့အအောင်မမတည်နေတာကတမတမတိမက်ကင်လှုပ်နေတာလေးရဲ့ပြောင်းလဲသွားတဲ့အမှုရန်ဖြစ်ပြီးပြတ်တာကိုမြင်ရင်တမတမကပ္ပတမဒိဋ္ဌိဆိုတဲ့ပညာမက်ကင်ငါးပါးကိန်းသွားတာပဲအော်မက်ကင်လန်းကတထက်သေးပါလား ရင်ញိုင်ကိုကြည့်တော့လေတုံနာခုံနာကိုသိနေတာက သမာတိမကင်းတုံနာခုံနာလေးတည်းရဲ့မလွတ်ပုံစူးစမ်းနေတာကသမာမမကင်းတုံနာခုံနာပုံမှာပဲအအောင်လေးစိုက်ပြီးကြည့်နေရင် သမာသမာတိမကင်းဒီတုံနာခုံနာလေးကပေါ်တဲ့နေရာမှာပျောက်ပြတ်တာကိုမြင်သမာတင်ကပသမာဒိဋ္ဌိဆိုတော့မကင်းကလည်းဧကယနောမကောပါလားတချောင်းဒီတော့လန်နေတခုဒီတော့တရားပေါ်မှာကြည့်သွားတာဟာငယ်ရိတ်လေဒီတဘောရင်ချိုင်လေဒီတဘော နှာခေါင်းလေးဒီသဘောဆိုတာတန်တရားတွေ့ဝီစရာအကြောင်းမရှိတော့ပါဘူးဝမ်းပိုက်မှာကြည့်တော့လေတင်နာရော်တာဖောက်ပြန်တဲ့ရုပ်ဒါလေးကိုအောင်းဆိုင်ပြီးသိနေတာကတမာတိမဲ့ခင်ဒီအယုံကိုမလွတ်အောင်ကြိုးစားရတာကတမာမမဲ့ခင်ဒီအယုံကိုတည်ငြိမ်တာကတမာတမာတိမဲ့ခင်တင်နာရော်တာလေးရဲ့ဖောက်ပြန်ပျက်စီးပြောင်းလဲတဲ့အမူအရာလေးကိုသိပြုတ်လိုက်တဲ့အခါကျတော့မြင်လိုက်ပြီဆိုရင်တမာသင်္ကပ္ပတမာဒိဋ္ဌိဆိုတော့အရှုဉဏ်ငါးပါးတည်ပြန်တာပါပဲဒါကြောင့်ဘယ်နေရာချစ်ချစ် မက်ကင်လန်ကလျှောက်ရင်တချောင်းလေးလွန်းကြိလိုက်ပြန်တော့တရားကိုသဘောပေါက်ရင်တခုဒီတော့တရားအော်ငါတို့ကိုမြတ်စွာဘုရားဟောခဲ့တာဟာဒီတရားတခုတည်းပဲဒီလမ်းကြောင်းတချောင်းလေးပဲပြခဲ့တာဆရာသမားတွေကသူတို့တက်ခဲ့တဲ့လမ်းတမာတိချတော်နဲ့ပိုင်းမှသာနေရာမတူတာပဲမြင်နဲ့အမြင်ကြတော့အလုံးတူတူပါလားလို့ယနေ့တရားကိုသဘောပေါက်ပြီးဘယ်သူနဲ့မှညင်းစရာမလိုပဲ ကိုယ်ခန္ဓာရဲ့ပြတဲ့တရားကိုသာအမြင်မှန်သိမှန်ဂိမ်းအောင်ကြိုးစားရင်းနဲ့အဖြေရှာလို့ကိုယ့်ကိုယ်ကိုတရားသိရတဲ့အာခေါင်အောင်ကျင့်ရှိတဲ့အချိန်လေးမှာဆက်လက်ကြိုးစားရှုပွားအားထုတ်ပေးနေကြပါ